မာပြည်မြေပုံအပြောင်းလဲဖြစ်သွားတာကပြဿနာမဟုတ်အေးအေးချမ်းချမ်းနေရမယ့်ဟာကအဓိကဘယ်ကောင်းမှမပေါင်းကြီးဘူးငါတို့ရန်ကုန်တိုင်းတိုင်းပဲရှိတယ်ရန်ကုန်နိုင်ငံတော်တည်ထောင်ပြီးတော့နေတာအဲ့ဒါပြဿနာမရှိဘူးအေးချမ်းဖို့ပဲအရေးကြီးတယ်အဲ့တော့နောက်ထပ်ပြီးတော့ခင်ဗျားတို့ကိုပြောရအောင်အာဖဂန်မှာအမေရိကန်ဝင်တာရှိတယ်အာဖဂန်မှာအမေရိကန်ဝင်တယ်ဆိုတော့ဝင်ချင်လို့ဝင်တာမဟုတ်ဘူး अमेरिका ने या प्रथम तालिबान उठाओ पे आलम दान नहीं करना पकड़ने तुम्हें यूट्यूब चैनल में तो चला पा रहे तुम्हारा चैनल है सही मेरे मेरे तो नहीं मटा दे रहे तो तेरे को भी को तेरे से पे नहीं रहा मैं ऐसा नहीं लेगा मैं ऐसा कोई मत भी लाइक करना किया पिने का मेरे हाँ नहीं होगा मेरे को टांग सोच मत करने तालिबान कौन है एलकेरारो आइसे आइसे तो ने पाऊंगी अमेरिका हो टाइकाई देखा जा रहा तालिबान को जोलो में आ रहा အာဖဂန်ကို အမေရိကန်ဝင်လာထပ်ပြောဦးမယ်နော်အမေရိကန်ဟာအာဖဂန်ကိုအရင်ဝင်တာမဟုတ်ဘူးတာလီဘန်တွေကိုလက်နက်ထောက်ပံ့ငွေရေးကြေးရေးထောက်ပံ့သူတို့ထောက်ပံ့တဲ့တာလီဘန်တွေကအယ်ကေရာတို့အိုက်ဇက်တို့နဲ့ပေါင်းတော့မှဒီတာလီဘန်တွေဟာယုံလို့မရပါဘူးဆိုပြီးအမေရိကန်ဝင်လာခင်ဗျားတို့ဗမာပြည်မှာဗမာပြည်ဆိုတာလောလောဆယ်အနေထားအရာ ကုလသမဂအဖွဲ့ဝင်နိုင်တယ်ကုလသမဂကသတ်မှတ်ပေးထားတဲ့မြင်နေရာတွေရှိကျွန်တော်ထပ်ပြီးတော့ခင်ဗျားတို့ကိုပြောဦးမယ်နော်ဗမာပြည်ဆိုတာလောလောဆယ်ကုလသမဂအဖွဲ့ဝင်နိုင်တယ်ဗမာပြည်တည်းကဘယ်အဖွဲ့အစည်းအားမှဘယ်လူမျိုးအားမှနိုင်ငံအဖြစ်ကြီးညာထားတာတနိုင်ငံမှမရှိသေးဘူးကျွန်တော်ပြောတာဗဇက်နဲ့ရှောက်ပြောနေတာ ဟာဗဇက်နဲ့တီးတယ်မှာဟိုနိုင်ငံကြီးလှုပ်လိုက်ပြီးဟိုပဆိုင်ကြီးထုတ်လိုက်ပြီးဟိုတသိကောင်းထုတ်လိုက်ပြီးဆိုပြီးတော့စောက်ယူလို့လို့စောက်ပေါ်လို့လို့ရှောက်ပြောနေတာတရားဝင်မှတ်ပုံတင်ထားတာတယောက်မှမရှိတရားဝင်ကုလသမဂ္ဂမှာသွားပြောတဲ့အဖွဲ့အစည်းတခုမှမရှိအဲ့တော့တရုတ်ကသိတယ်မရေဘသားတွေမွေးထားတာတရုတ်ခမတရုတ်စစ်တပ်ကြီးကခဏကြိုက်တဲ့အချိန်ဝင်လာလို့ရတာပဲဗမာစစ်တပ်ဆိုတာခမကလည်းရိုဟင်ဂျာတွေဓာတ်နဲ့ခုတ်ဝင်တောင်မှစခန်းတွေကုန်တာ ဗမာစစ်စခန်းနေဆိုတဲ့ဟာအကုန်လုံးကရိုဟင်ဂျာနဲ့လည်းရှုံးတယ်။ဟုတ်ရခိုင်နဲ့လည်းရှုံးတယ်၊ကချင်နဲ့လည်းရှုံးတယ်၊ကရင်နဲ့လည်းရှုံးတယ်။ဗမာစစ်တပ်ကခမရကလည်းတရုတ်စစ်တပ်ကြီးကိုဘလို့မြုတ်ခံတိုက်လို့ရမှာလဲ။တော့ကြထိုင်းလေရောက်ထိုင်းလေရင်နေဒီကမှကရင်ပြည်နယ်နယ်စပ်ကိုဖျက်ပြီးတော့ကြောလာပြန်ပြီ။တရုတ်ကတိရဲ့ဗမာပြည်ဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်နေတယ်။တရုတ်ဗတ္တစိတ်တွေနဲ့လာပြီးတော့ဗမာပြည်ထဲကိုကျူးကျော်လို့မရဘူး။ ဗမာပြည်ရဲ့ကိုလာချင်တယ်ဆိုလို့ရှိရင် community ဗတ္တစိတ်တက်တယ်ငကိုခစ်တော့ဆိုကွန်မြူနတီဗတ္တစိတ်ကြီး ਨੇ တရုတ်ကတည်ပြီးသားခမ ्या ကိုကျွန်တော်ပြောပြမယ်တရုတ်ကဗမာပြည်ကိုလာပြီးကျူးကျော်တယ်ဥပမာအခုဟိုဥစားရုရှားကနေပြီးတော့ယူကရိန်းကိုကျူးကျော်တယ်လို့မျိုးတရုတ်ကလှုပ်လို့ရတယ်ပဲသဘောထားအောင်နိုင်ငံတကာဖိအားတွေလာလို့ရှိရင်မိတ်ရင်ချိုင်းနာဘယ်ကောင်းမှသုံးစရာအကြောင်းရှိ ဒါမျိုးတွေကိုကျွန်တော်တို့ပြည်သူတွေကတည်တည်ချာချာသိဖို့လိုတယ်လောလောဆယ်အနေထားမှာဗမာပြည်ဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်နေတယုတ်ကသူကိုယ်တိုင်လာပြီးကျူးကျော်လို့မရဘူးတယုတ်စစ်တပ်ကြီးကိုဗမာပြည်တဲ့ထည့်လို့မရဘူးအဲ့ဒါကြောင့်မလို့နေဆက်မှာရှိတဲ့မူရီစေဝါပဲရောင်းရောင်းဘာပဲရောင်းရောင်းသိတယ်မှာတယုတ်ကနေပြီးတော့အကုန်လုံးထောက်ပံ့နေခင်ဗျကိုကန့်ရဲ့တကယ်စီးပွားရေးကိုပြောဗျာမူရီစေဝါမရောင်းဘူးဆိုလို့ရှိရင်ကိုကန့်ကလက်ဖက်ချောက်ပဲထွက်တာဘာဘာရောင်းလို့ဘယ်ကပတ်စံရမှာ တန်းဘလောက်လေးရလဲဟိုပါရော့ဆတ်ကဲမူရစ်ဇေဝါကိုသာဖမ်းတာဗျာဒါဒါအခုမှကျွန်တော်ပုံပုံလေးလေးပြောတာတန်းဘလောက်လေးရရော့ဆတ်ကဲဟိုဘိန်းကိုပဲဖမ်းတာကိုကန်းကလွတ်တိုင်းဘိန်းကြတော့လွတ်ပေတယ်အဲ့ခါကျတော့ရော့ဆတ်ကမကျေတတ်တဲ့အခါတန်းဘလောက်ကိုချတာပေါ့ဒါပုံပုံလေးလေးပြောတာအဲ့တော့ရခိုင်ပြည်နယ်မှာဘာဖြစ်လဲမူရစ်ဇေဝါရောက်တဲ့နေဆက်ကနေပြီးတော့အော်စတြေးလျကိုထွက်တဲ့ရေပိုင်နဲ့ရှိရရှိပါအဲ့တော့ဒီမဟာမိတ်ညီနောက်သုံးဘွယ်ကညီရဲ့ အဲ့တော့သူတို့ကမူရဆေးဝါလုပ်တဲ့အဖွဲ့မျိုးတွေကတော့ပါရဲ့ပစံရရင်ပြီးရောဆိုပြီးတော့လူမျိုးရေးဘာသာရေးအကြောင်းပြထားတာဒီအဖွဲ့တွေကိုတရုတ်ကကူညီပေးလိုက်တယ်အဲ့တော့မူရဆေးဝါအဖွဲ့ရလည်းခပြရလည်းပြောလိုက်လို့ရှိရင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးကြီးတွေဖြစ်ကုန်တာပေါ့သဘောပေါက်တယ်မလားအမျိုးသားရေးကိုပြောတာပေါ့ကျွန်တော်တို့ဘာကြီးခွန်စာလဲဒီတိုင်းပဲပြောခဲ့တာပဲကျွန်တော်တို့ဘာကြီးခွန်စာလဲဒီတိုင်းပဲပြောခဲ့တာပဲရှမ်းလူမျိုးတွေလွတ်မြောက်ရေးဒိုအေးအော်ပြီးတော့မူရဆေးဝါလုပ်ခဲ့တာ ကျွန်တော်တို့အဖိုးကြီးလော်စစ်ဟန်လည်းဒီအတိုင်းပဲလုပ်ခဲ့တာအလူတွေအကုန်လုံးတော့တအံဘလောင်ကမွေးစေဝါတွေဖမ်းတယ်မွေးစေဝါတွေဖမ်းတယ်ကိုကန်းရောင်းတဲ့မွေးစေဝါတခါမှတအံဘလောင်မဖမ်းဘူးရွတ်ဆက်ကနေပြီးတော့ရောင်းတဲ့မွေးစေဝါကြတော့ဖမ်းတယ်အဲ့တော့ရွတ်ဆက်ကလည်းကြားလာတော့တင်းတာပေါ့ဒါဒါမျိုးတွေကခမရကိုဘယ်လိုပြောမလဲဆိုတော့ဟေ့အောင်တက်တည်ပြောဟေ့အောင်တက်တည်ပြမင်းရဲ့ဖိနဲ့မင်းရဲ့မိနဲ့အိတ်တာတော့မှငါဘယ်လိုတက်တည်ပြမလဲသူတို့ကသူတို့အိတ်ရာထဲမှာလုံနေတဲ့ကိစ္စ ဒါဒါမျိုးတွေကတည်တည်ချာချာဒါကြောင့်မလို့အခုရခိုင်နေကြိုက်တဲ့ရခိုင်နေပြောကိုယ်ငယ်တော်မှမသုံးတတ်ဘဲနဲ့မင်းတို့နိုင်ငံတကာသွားလို့လည်းမရအောင်နိုင်ငံတကာမှာဘာတွေပြောနေလဲဟောအမေရိကန်ပရော်ဖက်ဆာဘာကဘာပေါ်မှာဘလို့မျိုးတွေစာတန်းတွေပြုစုနေလဲမင်းတို့ရခိုင်နိုင်ငံတော်ကြီးအာရကန်နိုင်ငံတော်ကြီးကိုတီချောင်ကျင်နေဆိုလို့ရှိရင် Google လေးပါလေလိုက်ပြီးအရင်ရှာကြည့်ကိုယ်ဖုန်းထဲမှာ Google တွေပါတွေကို install လုပ်တာဒါရခိုင်တွေကိုချစ်လွန်အကြီးလို့ပြောတာ နော်အာရကန်ကြီးကိုချစ်လုံးဝကြီးလို့ပြောတာရခိုင်နိုင်ငံတော်ကြီးကိုတိဆောက်ခြင်းနဲ့ရခိုင်နိုင်ငံတော်ကြီးကိုအိမ်မက်မက်တဲ့ဆိုကိုဖုံးထဲမှာဂိုကယ်လေးကိုတွင်းထားကိုဖုံးထဲမှာဂိုကယ်လေးကိုတွင်းထားရိုဟင်ဂျာဆိုတာဘာလဲအိမ်မှာအဖြေပေါ်လာအေအေဆိုတာဘာလဲအိမ်မှာအဖြေပေါ်လာ MNDA ဆိုတာဘာလဲအိမ်မှာအဖြေပေါ်လာတအမ်းဘလောင်ကဘာလဲဆိုတာအဲ့ဒါမျိုးတွေပေါ်လာတယ်အဲ့တော့မင်းတို့ရခိုင်အာရကန်နိုင်ငံတော်ကြီးကိုတီထောင်ခြင်းကိုဖုံးထဲမှာဂိုကယ်ဆိုတဲ့ ဟိုပရဥဒ္ဒါပေါ့ application လေးတော့ကောက်ထည့်ထားတော့ကျွန်တော်ထပ်ပြောတာအခုရခိုင်တိုင်းရင်းသားတွေကိုချစ်လွန်အားကြီးလို့မင်းတို့ရခိုင်နိုင်ငံတော်ကြီးကိုတီထောင်ခြင်းနဲ့ဆိုရင် Google လေးသုံးတက်အောင်အရင်သင်ထားဟုတ်လားကျွန်တော်ပြောတာအဲ့မှာ Google လေးထဲမှာ like ရှာကြည့်ဗမာလိုရိုက်ထည့်လဲရတယ်ရခိုင်လိုရိုက်ထည့်ရင်တော့ရကြင်မှာရနော် Google လေးကိုအိမ်မှာလိုက်ပြီးတော့ရိုက်ပြီးတော့ထည့်ကြည့်လိုက် Google G O O G L E Google ဆိုပြီးတော့ရိုက်တာ application လေးတွင်းတာအဲ့ဒါဆိုလို့ရှိရင်ငါတို့ရခိုင်ရပါလဲဆိုတာလည်းအကုန်လုံးသိအဲ့တော့ရခိုင်နိုင်ငံအာရကန်နိုင်ငံတော်ကြီးကိုတိစောက်ချင်တယ်ဆိုရင် Google application လေးတစ်ခုအရင်တွင်းတာအဲ့ဒါဆိုလို့ရှိရင်တော့ဆက်ပြီးတော့ပြောလို့ရဒါထားတော့အဲ့တော့နိုင်ငံတကာမှာရှိသမျှ professor တွေ နော်နိုင်ငံတကာမှာရှိနေတဲ့ professor တွေဘာတွေရေးထားလဲအန်ဒရေးအန်ဒရေးကိုဆိုတဲ့လူကဘာရေးထားလဲဘာတိလက္ခဏာဘာပြောထားလဲမင်းတို့ငါ့ကိုကြီးပဲလာဆဲမနေနဲ့မင်းတို့ဟိုမှာမင်းတို့ပထွေးတွေအကုန်လုံးကဟိုကနိုင်ငံတကာကိုပြောနေတာကုလသမဂ္ဂကိုတင်းနေတာဒီအမျိုးပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဗမာပြည်သူတွေကို ပြောချင်တာကခွဲထွက်မဲ့ကိစ္စကို မကြောက်နဲ့ သူတို့ရတဲ့ရတိုက်တဲ့အခွင့်အရေးတွေအကုန်လုံးကိုဗမာစစ်အာဏာရှင်တွေကပိတ်ပင်ထားကျွန်တော်ထပ်ပြီးတော့ပြောမယ်ခွဲထွက်မဲ့ကိစ္စကိုမကြောက်နဲ့ငါတို့တွေကသူတို့အကုန်လုံးရဲ့အခွင့်အရေးတွေအကုန်လုံးကိုသိမ့်ကျုပ်ပြီးတော့ငါတို့ကအနိုင်ကျင့်တာကချင်တွေခွဲထွက်သွားမယ်ဆိုလို့ရှိရင်လေအဲ့ဒီကချင်တွေကိုနော်ငါတို့ကရော်ကြီးတွေပေးရအောင် ရခိုင်တွေခွဲထွက်သွားမယ်ဆိုလေအဲ့ရခိုင်တွေကိုငါတို့ကရော့ကြီးတွေပေးရအောင်မယ်ဒီလိုမျိုးအတွေးခေါ်နေကျွန်တော်တို့ကစဉ်းစားဖို့လိုအဲ့တော့ခမားတို့ပထမကျွန်တော်ဥပမာပေးသလိုပေါ့ပြည်တော်စုထဲမှာနေတယ်သူတို့တယံဇာတာကိုသူတို့ရောင်းစားတဲ့ကိစ္စအဲ့ဒါကျွန်တော်တို့ကိစ္စမဟုတ်ဘူး သူတို့မှာသူတို့ကသူတို့ရောင်းစား권ရှိတဲ့ကိစ္စကိုကျွန်တော်တို့ကလက်ခံဝါတွေအကုန်လုံးကသူတို့နေမြေမှာထွက်တဲ့เนาะတတ်ထုတွေကိုတရုတ်ပြည်ရောင်းစားပြီးသူတို့ဝါပြည်နယ်ကြီးတိဆောက်တဲ့ကိစ္စသည်အဲ့ဒါသူတို့ကိစ္စအဲ့လားကိုကျွန်တော်တို့ကမပြောဘူးဟာဆက်လက်တွေရောင်းလာတယ်အရက်တွေရောင်းလာတယ်ကိုယ်နိုင်ငံရှိသမျှဟာတွေအကုန်လုံးစစ်တပ်နဲ့ပေါင်းပြီးတော့သူတို့ယူသွားတယ်ဒီလိုမျိုးလုပ်နေတဲ့သူတွေအကုန်လုံးကိုကျွန်တော်တို့က <coughs> ဟာခွတ်ထွက်มาซိုးဟေးလို့ဝတ်ပြည်နေဤဟိုတခြားနေဟိုဘယ်လိုပြောမလဲကိုပြည်နေဤခွတ်ထွက်သွားมาซိုးလို့အဲ့ဒီလို့အတွေးခွန်နဲ့သွားလို့မရအောင်မလေးရှားနဲ့စင်ကာပူလို့စဉ်းစားမလေးရှားနဲ့စင်ကာပူလို့စဉ်းစားအင်ဒိုနီးရှားနဲ့ဟိုဘယ်လိုပြောမလဲဆိုတော့အရှက်တီမောလို့စဉ်းစား ကြောင့်မလို့အခုတော်လန်ရေးလုံနေတဲ့သူတွေရဲ့အတွေးခေါ်တွေဟာပြတ်သားဖို့အရေးကြီးတယ်ခွဲထွက်မှာကိုမကြောက်နဲ့တွယ်ကပ်ပြီးတော့ချီးတုပ်လုပ်နေမဲ့ကိစ္စကိုကြောက်ကျွန်တော်ထပ်ပြီးတော့ပြောမယ်နော်အခုတော်လန်ရေးကစနေပြီကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနော်လက်နဲ့ပဲခြားခြားပါးစပ်နဲ့ပဲခြားခြားတကယ်ကိုအခုကခြားနေပြီကျွန်တော်ထပ်ပြီးတော့ပြောမယ်နော်ခင်ဗျားတို့ပြည်သူတွေအကုန်လုံးကိုပြောမယ် ကျွန်တော်တို့လက်နဲ့ပဲခြားခြားပါးစပ်နဲ့ပဲခြားခြားခြားတာကကျင်းသေးနေအဲ့တော့နိုင်နာဒီမနိုင်နာဒီကတက္ကနကိုယ့်ရဲ့အတွေးခေါ်ထဲမှာ မလေးရှားကနေပြီးတော့စင်ကာပူခွဲထွက်သွားအခုစင်ကာပူကြီးကျယ်မြင့်မြတ်နေပြီမလေးရှားလူတွေလည်းစင်ကာပူမှာလာပြီးတော့အလုပ်လုပ်နေတယ်ကျွန်တော်တို့ကမလေးရှားကလူတွေလိုမျိုးစိတ်ဓာတ်မထားနိုင်ဘူးလား အင်ဒိုနီးရှားတိဘက်ခေါအောင်စာအရှေ့တီမောခွတ်ထွက်သွားတယ်ကျွန်တော်တို့အဲ့ဒီလိုမျိုးအင်ဒိုနီးရှားလိုမျိုးစိတ်ဓာတ်မထားနိုင်ဘူးလားအင်္ဂလန်နေပြီးတော့အိုင်ယာလန်နေခွတ်ထွက်သွားတယ်အင်္ဂလန်ပြည်သူတွေအိုင်ယာလန်ပြည်သူတွေကိုဆဲမနေဘူးဒီလိုမျိုးအတွေ့အခေါ်ကျွန်တော်တို့ဝင်ဖို့လိုတယ်။အဲဒီလိုမဝင်မဲနဲ့ဟို တယုတ်အားကိုးတဲ့ကောင်တွေကကိုယ့်နဲ့ကိုပိတ်ထားသူကသူလည်းတသက်နေတာမဟုတ်ဘူးပေါင်းနေတယ်ပြောပြီးတော့တယုတ်ကနေပြီးတော့ဘယ်လိုပြောမလဲဆိုတော့ဟိုပေါင်းနေတယ်ပြောပြီးတော့တယုတ်ကခိုင်းလို့ရှိရင်ဟိုဟာအော်ဒီဟာအော်သိရမလားဟေးစစ်မတိုက်ကြနဲ့ဟိုအော်ဒီအော်ရှောက်အော်နေတာအခုမွန်နေမွန်နေဆိုလို့ပြောအောင်ပါတနေ့နိုင်အတိုင်းမှာ မိုးနေကတင်းနာကြီးတိုင်းကိုပိုင်ကျင်တယ်ပြောနေတယ်တင်းနာကြီးမြို့သူမြို့သားတွေအကုန်လုံးကစစ်တိုင်နေတယ်စစ်တပ်နဲ့ကရင်တွေကတင်းနာကြီးတိုင်းမှာတင်းနာကြီးတိုင်းသားတွေနဲ့တွဲပြီးတိုင်နေတယ်မိုးနေကဘာတိုင်နေလဲဖနက်တိုင်နေတယ်မိုးနေကပြီးလဲပြီးတော့မိုးနေပါလုံးအောင်မလဲဟာတင်းနာကြီးတိုင်းအောင်ငါတို့ပိုင်နေတင်းနာကြီးတိုင်းအောင်ငါတို့ပိုင်နေအောင်မလဲမင်းတို့မိုးနေအခုတင်းနာကြီးတိုင်းမှာဘာတိုင်နေလဲဖနက်တိုင်နေလားဘာဘာချစ်နေလား, အဲ့တော့တနင်္လာရီတိုင်းသားတွေနဲ့အဲ့ဒီမွန်ပြည်တဲ့နဲ့သူ့ဟာသူပြဿနာတွေတက်လိုက်မယ်မင်းတို့မွန်ပြည်နယ်ကိုမင်းတို့ပိုင်တဲ့ကိစ္စကပြဿနာမရှိဘူးနော်မွန်ပြည်နယ်ကိုခမားတို့ပိုင်တဲ့မွန်ပြည်နယ်ကိုခမားတို့နေတာပြဿနာမရှိဘူးတနင်္လာရီတိုင်းကိုခမားတို့လာယူလို့မရဘူးခမားတို့တနင်္လာရီတိုင်းသားတွေနဲ့လည်းအတူတူတွဲတိုက်နေတာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေကသေသေချာချာသိဖို့လို့အခု online မှာတက်ဟောင်းနေတဲ့ကောင်တွေအကုန်လုံးကကျွန်တော်လိုလည်းမျက်နှာမပြရဲဘူးဘာဖြစ်လို့မျက်နှာမပြရဲလဲဆိုတော့ ခမရတို့ကိုကျွန်တော်ပြောပြမယ်မွေးရပါနိုင်ငံသားရှိဥပဒေကြောင်းဆိုင်ရာနိုင်ငံသားရှိလူတိုင်းကအခွင့်အရေးရကျွန်တော်ထပ်ပြောဦးမယ်နော်မွေးရပါအခွင့်အရေးရှိတယ်ခမရဒီနိုင်ငံမှာမွေးတဲ့အတွက်ဒီနိုင်ငံသားဖြစ်တယ်ပြီးရင်ဒီနိုင်ငံကိုခမရကရွှေပြောင်းနေထိုင်တဲ့အတွက်နော်အချိန်ကာလကြာတယ်ဥပဒေကြောင်းထဲမှာနေတဲ့အတွက်ခမရကနိုင်ငံသားရသို့တော့ ဥပဒေကြောင်းဆိုင်ရာနိုင်ငံသားရတဲ့သူတွေကြလို့ရှိအမှုတွေအတန်းနေမဖြစ်အောင်နေရတဲ့ကိစ္စတွေရှိဥပမာကျွန်တော်ကဖင်လန်နိုင်ငံသားဖြစ်တယ်ဖင်လန်နိုင်ငံနဲ့တခြားနိုင်ငံတနိုင်ငံနဲ့စစ်ဖြစ်အောင်ပေါ့လုံလို့ရတဲ့ပုံစံမျိုးဖြစ်သွားရင်ကျွန်တော်ကိုဖင်လန်နိုင်ငံကကြိုက်တဲ့အချိန်မှာစောင့်ကန်ထုတ်လို့ရသူငွေရပါနိုင်ငံသားကြရင်သူစောင့်ကန်ထုတ်ကန်ထုတ်လို့မရဒါကြောင့်မလို့အခု online မှာဟောင်းနေတဲ့ကောင်လေးရှိတယ် ဘာမီဒီယာဟိုဘာလဲအာဒက္ခမီဒီယာတို့ဂျာဒက္ခမီဒီယာတို့ဂိုရှယ်မီဒီယာတို့ပေါ့ဒါမျိုးလူတွေကလူမျိုးရေးဘာသာရေးကိုမိတိုက်နေတဲ့လူတွေရှိတယ်စစ်တပ်ကိုထောက်ခံနေတဲ့လူတွေရှိဒီလိုဟာမျိုးတွေကတစ်ချိန်မဟုတ်တစ်ချိန်ပေါ့ဗမာပြည်မှာတကယ်အစိုးရစစ်စစ်မှန်မှန်ဖြစ်လာမယ်ဒါမဲ့သူတို့အာရခနိုင်ငံဖြစ်သွားရင်သူ့နိုင်ငံသူသွားပေါ့လေဒါကတော့ပြဿနာမရှိတော့ဘူးကိုပြည်တွင်းကြီးကိုဝေရှုပ်တဲ့ကိစ္စပဲဒါကိုညံ့လို့ကိုခံရတာပေါ့ဗမာပြည်နဲ့ပေါင်းနေတယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးတွေအကုန်လုံးက တရားဆွဲဆို권နေရှိအဲ့တော့ဗမာပြည်ကနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့စာချုပ်စာတမ်းတွေချုပ်ဆိုထားတယ်ပြည်တော်စုကြီးကလည်းချက်ချင်းကွဲမထွက်သွားဘူးဆိုလို့ရှိကျွန်တော်ထပ်ပြီးတော့ပြောတာသေးသေးချာချာနားထောင်နော်ဗမာပြည်ကချက်ချင်းကွဲထွက်မသွားဘူးဗမာပြည်ကချက်ချင်းကွဲထွက်မသွားဘူးဗမာတက်လာမဲ့လူလူကရွေးချယ်ထားတဲ့အစိုးရကသေးသေးချာချာနိုင်ငံတကာစာချုပ်စာတမ်းတွေကိုထိုးမယ် ဒီလူတွေကိုတေးသေးချာချာပြောနိုင်မယ်ဟေ့ဆိုလို့ရှိရင်အခု online မှာဟောင်းနေတဲ့ကောင်တွေရှိတယ် NUG အစိုးရကိုဟောင်းနေတာရောစစ်တပ်ကိုဟိုဥပေးနေတဲ့ကောင်တွေရောဒီလိုကောင်မျိုးတွေအကုန်လုံးကဟိုဂျာမန်နာဇီတွေလိုမျိုးပြည့်မလို့ဂျာမန်နာဇီတွေကမှပြည့်လို့သေးတယ်ဒီလိုကောင်မျိုးတွေကပြည့်မလို့ဘာဖြစ်လို့လဲဒီကောင်တွေကဒုက္ခတွေကနေပြီးတော့ကရော့ပါရဲ့နိုင်ငံသားဖြစ်သွားတဲ့ကောင်နဲ့နိုင်ငံရေးခိုးလို့ပြီးတော့ဟို တော့ဗာရဲ့ဟိုနိုင်ငံသားဖြစ်သွားတဲ့ကောင်သင်မောဘဝခုံချပြီးတော့သိရမလားနိုင်ငံသားဖြစ်သွားတဲ့ကောင်မျိုးတွေဒီလိုကောင်မျိုးတွေကိုခမားတို့ဗမာပြည်သူပြည်သားတွေကဒီစစ်တပ်ကိုနိုင်ပြီဆရာနာရှင်ကိုနိုင်ပြီဟဲ့ဆိုလို့ရှိရင်အရေးယူလို့ရတယ်